သူ့ကိုဆွဆွဲပြောဆိုခဲ့တဲ့သတင်းတောက်ကိုတရားစွဲဖို့ပြင်ဆင်နေပြီဖြစ်တဲ့နေမှာပေးသမျှလုံးပဲမင်္ဂလာပါ Reddit ပဲဒါရီကနေပြန်လဲကြည့်ဆိုပါရယ်ဘရာဇီးဘောလုံးကျယ်ပွဲနေမှာကတော့သူ့ရဲ့ကွင်းပြင်မှာလူနေမှုပုံစံကြောင့်ထပ်မံအာရုံစုစပ်မှုခံနိုင်ရပြန်ပါရယ်ဂျာနယ်လစ်တဦးဖြစ်တဲ့ဂိုမက်ဆိုသူကနေမှာဟာဂိမ်းဆွဲလန်းနေပြီးမနက်၄နာရီ၅နာရီလောက်မှအိယာဝင်တက်တယ်လို့ဝီစကီနဲ့အားဖြည့်ချိုရီတွေကိုလည်းဆွဲလန်းနေတယ်လို့ဆိုရှယ်မီဒီယာမှာဆွဆွဲရေးသားခဲ့ပါရယ် ဒါတွေမကပါဘူးစန်းတို့အတင်းရဲ့လေ့ကျင့်အချိန်စရာဟာနေမိုင်းအိမ်ယာထားချိန်ပေါ်မှာမူတည်ပြီးပြောင်းလဲရတယ်လို့ပါပြောဆိုထားပါတယ်ဒီဆွဆွဲချက်တွေကနေမိုင်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတယ်လို့ယူဆပြီးသူကဂိုးမတ်ကိုတရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့သတင်းတွေကလည်းထွက်ပေါ်လိုနေပါတယ်နေမိုင်းကတော့ rubber အဖြစ်ချူရီကိုဆိုရှယ်မီဒီယာမှာတင်ခဲ့မှုပြီးတောက်တုံးမှုတွေလို့ဝန်ခံထားပေမဲ့ပုံမှန်ဆွဲလန်းနေသူမဟုတ်ဘူးလို့လည်းပြန်လည်တုံ့ပြန်ထားပါတယ် နေမဟာဘရာဇီးဘလွန်လောကရဲ့အကြီးကျယ်ဆုံးကစားသမားတစ်ဦးဖြစ်ပါတယ်။၂၀၀၉ခုနှစ်မှာဆန်တိုအသင်းမှာပွဲထွက်ကစားခဲ့ပြီးသူ့ရဲ့တွက်လက်တဲ့လှူရှားကစားပုံဘလွန်ထိန်းသိမ်းကျွမ်းကျင်မှုနဲ့ကိုသွင်းနိုင်စွမ်းကကမ္ဘာပိတ်သက်တွေရဲ့အောင်စုဆိုင်မှုကိုရစေခဲ့ပါတယ်။၂၀၁၃ခုနှစ်မှာဘာစီလိုနာကိုပြောင်းရွှေ့ပြီးမက်ဆီဆိုရက်စ်တို့နဲ့အတူ MSN တိုက်စစ်အတွက်ဖတ်တဲ့ခေတ်တစ်ခုကိုဖန်နေခဲ့ပါတယ်။ဘာစီလိုနာအသင်းမှာသူဟာအတွင်းကို၁၅ခုနဲ့ဂိုးဖန်တီးမှု86ကြိမ်ပြုလုပ်ပေးနိုင်ခဲ့တဲ့အထိခြေစွမ်းပြသခဲ့ပြီးချန်ပီယံလိ2015၊လာလီဂါ2015-2016နဲ့ကိုပါဒရီဖလားတွေကိုရယူခဲ့ပါတယ်။ 2019မှာပြည်ကျေးသိန်းကိုကမ္ဘာစံချိန်တွင်ပြောင်းရွှေ့ခြင်းယူရို222သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးပြည်သက်လီကူးဝါမှာပြည်တွင်းဖလားအောင်မြင်မှုတွေများစွာရရှိခဲ့ပါသည်။ 2025မှာနေမာဟာဆန်တိုတင်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ဒီအာဒီမာသူဟာဘရာဇီးလမှာအတိုင်းအတာတစ်ခုတီတော့ခြေစွမ်းပြကစားနေပြီးမြန်ရပြဿနာတွေကသူ့ကိုနှိပ်စက်ခဲ့ပါတယ်။ဒါအပြင်နေမာရဲ့ကွင်းပြင်မှာလူနေမှုပုံစံကအမြဲတမ်းဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။သူ့ရဲ့ပါတီပွဲတွေဆိုရှယ်မီဒီယာမှာတင်တဲ့ပုံတွေနဲ့ဂိမ်းကစားနှစ်သက်မှုတွေကသတင်းတောက်တွေနဲ့ပေးသက်တဲ့အာရုံစူးစမ်းမှုကိုရရှိလေရှိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကဂိုမတ်ဟာနေမာရဲ့ကွင်းပြင်မှာလူနေမှုပုံစံကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။သူကဆိုရှယ်မီဒီယာမှာနေမာဂိမ်းဆွဲလန်းနေပြီး မနက်၄နိုင်၅နိုင်လောက်မှအေးရဝင်တတ်တယ်လို့ရည်သားခဲ့ပါတယ်။ဒါတွေမကပါဘူး။နေမာဟာဝီစကီနဲ့အဖြစ်အချွေတွေကိုဆွဲလန်းနေတယ်လို့လည်းဆွဆွဲထားပါတယ်။ပိုဆိုးတာကနေမာတင်းရဲ့လေ့ကျင့်အချင်းစရာဟာနေမာရဲ့အေးရထားချိန်ပေါ်မှာမူတည်ပြီးပြောင်းလဲရတယ်လို့ပြောဆိုထားခဲ့တာပါ။ဒီဆိုဆက်ချက်တွေကနေမာရဲ့ professional ကစားသမားဘဝကိုထိခိုက်စေတဲ့အကြောင်းအရာတွေဖြစ်ပြီးသူ့ရဲ့ကုန်သိက္ခာကိုထိခိုက်စေတယ်လို့နေမာနဲ့နှီးဆက်သူတွေကယူဆကြပါဗျ။ ကိုမရဲ့ဆွဆဲချက်တွေဟာထောက်ထားခိုင်မာမရှိတဲ့ပြောဆိုချက်တွေပေါ်မှာအခြေခံထားဝင်ရပါတယ်။ဥပမာနေမဟာဂိမ်းစားရတာကိုနှစ်သက်တယ်ဆိုတာကိုသူ့ရဲ့ဆိုရှယ်မီဒီယာမှာတင်ခဲ့မှုတဲ့ဗီဒီယိုတွေနဲ့ပိသက်တွေကသိထားကြပြီးသားပါ။ဒါပေမဲ့ဂိမ်းဆွဲလမှုကသူ့ရဲ့ကစားစွမ်းအင်ကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ထောက်ထားကတော့မရှိပါဘူး။ဒီလိုပဲဝီစကီနဲ့အားပြည့်ချွေဆွဲလမှုဆိုတဲ့ဆွဆဲချက်ကလည်းတိကျတဲ့သက်သေမရှိတဲ့ပြောဆိုချက်တွေပေါ်မှာအခြေခံထားဝင်ရပါတယ်။ဒီလိုဆွဆဲချက်တွေဟာနေမရဲ့ပုံရိပ်ကိုထိခိုက်စေဖို့ယူရထားတယ်လို့နေမရဲ့ပိသက်တွေကမြင်နေကြပါတယ်။ နေမာဒီဆွဆွဲချက်တွေကိုပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ်။သူကရပူအဖြစ်ချွေရီကိုဆိုရှယ်မီဒီယာမှာတင်ခဲ့ပူပြီးတောက်သုံးမှုတွေလို့ဝန်ခံထားပေမဲ့ပုံမှန်ဆွဲလက်နေသူမဟုတ်ဘူးလို့ရှင်းလင်းပြောဆိုထားပါတယ်။နေမာကကျွန်တော်ဟာ professional အားစားသမားတစ်ယောက်ပါ။ကျွန်တော်ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေမဲ့ဘေးရာကိုမှကျွန်တော်လုံးမမဟုတ်ပါဘူးလို့ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။ဒါအပြင်သူရဲ့အိယာထားချိန်ပေါ်မှာမူတည်ပြီးစန်းတို့အသင်းရဲ့လေ့ကျင့်အချိန်စရာပြောင်းလဲရတယ်ဆိုတဲ့ဆွဆွဲချက်ကိုစန်းတို့အသင်းကလည်းညင်းဆိုထားပါတယ်။အသင်းရဲ့ပြောရေးဆိုခွင့်ရှိသူကကျွန်တော်တို့ရဲ့လေ့ကျင့်အချိန်စရာဟာအသင်းရဲ့စီကံနဲ့နေပြရေးအစီအစဉ်ပေါ်အခြေခံထားတာပါ။ ဘေကစားသမားတူတယောက်ရဲ့ပုဂ္ဂလိကအချင်းစရာပေါ်မှာမူတီတာမရှိပါဘူးလို့ပြောကြားခဲ့ပါရယ်။ နေမိုင်းရပ်ဘူးနဲ့ပတ်သက်ပြီးဆိုရှယ်မီဒီယာမှာတင်ခဲ့တဲ့ပုံတွေဟာသူ့ရဲ့ sponsor ပုံတွေဖြစ်နိုင်တယ်လို့ပေးသက်တွေကယူဆထားပါတယ်။ရပ်ဘူးကနေမိုင်း sponsor တွေထဲကတစ်ခုဖြစ်ပြီးသူဟာသူ့ရဲ့ထုတ်ကုန်တွေကိုတခါတရံပြသကြောင်ညာပေးဖို့တာဝန်ရှိပါတယ်။ဒါပေမဲ့ဒီလိုပုံတွေကိုခြေခံပြီးသူ့ကိုဆွဲလန်းနေတယ်လို့ဆွဆဲတာကမမျှတဘူးလို့နေမိုင်းနဲ့နှီးဆက်သူတွေကပြောကြပါတယ်။ whisky ဆွဲလန်းမှုဆိုတဲ့ဆွဆဲချက်ကလည်းထောက်ထားမရှိတဲ့ပြောဆိုချက်တစ်ခုသာဖြစ်တယ်လို့နေမိုင်းကညင်းဆိုထားပါတယ်။နေမိုင်းဒီဆွဆဲချက်တွေကိုပြင်းပြင်းထန်ထန်ကင်တွယ်ဖို့ဆုံးဖြတ်ထားပြီးဂိုးမတ်ကိုတရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့သတင်းတွေကလည်းထွက်ပေါ်လို့နေပါတယ်။ဒီလိုတရားစွဲဆိုမှုဟာနေမိုင်းရဲ့ဂုဏ်သိက္ က္ခာကိုကာကွယ်ဖို့ယူရတာဖြစ်ပြီးဂိုမက်ရဲ့ဆွတ်ဆွတ်ချက်တရားထောက်တာမခံပါဘူးလို့သူ့ရဲ့ဥပဒေရေးအဖွဲ့ကယူဆထားပါတယ်။ဘရာဇီးမှာအတရေးဖြတ်မှုနဲ့ပတ်သက်တဲ့တရားစွဲဆိုမှုတွေဟာပုဂ္ဂလိကပုံရိပ်ကိုထိခိုက်စေနိုင်တဲ့ပြောဆိုချက်တွေအတွက်ထိရောက်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။နေမာရဲ့ဥပဒေရေးအဖွဲ့ကဒီလိုမျှများတာတဲ့ဆွတ်ဆွတ်ချက်တွေကိုတီးခါမှာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာတရားဥပဒေရေးအရေးယူမှုတွေပြုလုပ်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဘာရီဆက်ပြစ်လာမလဲဆိုတာစိတ်ဝင်စားစရာတော့ကောင်းနေပါပြီ။ညီကိုတို့ကရောဒီပြဿနာပေါ်မှာဘယ်လိုမြင်ကြလဲပြောပြခဲ့ကြပါဦး။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးများတင်ပါတယ်။